မင်္ဂလာပါရှင်။11ရက်ရဲ့ဆွန်လ9ရက်နေ့မနက်ခင်းသတင်းဒါထွေမှုစီစဉ်စတင်မှာတော့မင်းဒီနေ့မှာတင်ဆက်ပေးမယ့်သတင်းတွေကတော့ဘီလီမျိုးနယ်တစ်တူကျွန်းကျေးရွာမှာအမျိုးသမီးတဦးတနက်နေ့ပြစ်ခတ်ခံရပြီးတေဆုံးတဲ့သတင်း။ပခောက်ကုံတက်တူနီဈေးကွက်ကုံဝင်ရောက်မှုများပြပြီး တပိတ်တာကြက်1300အောက်တာပေါက်ဈေးရှိရတဲ့။ရုရှားနဲ့ခရိုင်းမီးယားကိုဆက်သွယ်ထားတဲ့တံတားကိုယူကရိန်းကဘုံခွဲတိုက်ခိုက်တဲ့။ အဂတိလိုက်စားမှုစန့်ကျင်ရေးဆန္ဒပြပွဲများပြီးတွင်မိုဂိုလီးယားဝန်ကြီးချုပ်နှုတ်ထွက်တဲ့တဲ့။ဆီယိုနိုဒိုအနေနဲ့ကစားသမားဘွားကအနာယူဖို့အစီအစဉ်မရှိသေးဘူးလို့မာတီနက်ဆိုတဲ့တဲ့။အစားရှိတဲ့တဲ့များကိုတင်ဆက်ပြီးတော့မှာပါ။ ဦးစောသတင်းတပုတ်အနေနဲ့ဘီလင်းမြို့နယ်တစ်တိုကျွန်းကျေးရွာမှာအမျိုးသမီးတဦးတနက်နေ့ပြစ်ခတ်ခံရပြီးသေဆုံးတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။မွန်ပြည်နယ်ဘီလင်းမြို့နယ်ဘီလင်းတောင်စုံကားလန်ပေးရှိတစ်တိုကျွန်းကျေးရွာမှာအမျိုးသမီးတဦးဇွန်လ3ရက်ညပိုင်းချိန်ကတနက်နေ့ပြစ်ခတ်ခံခဲ့ရပြီးသေဆုံးခဲ့ကြောင်းဒေသခံများရဲ့ပြောကြားချက်အရသိရပါဗျ။ တနက်ဖြစ်ပြတ်သက်ခံခဲ့ရသူမှာဘီလီမျိုးနဲ့တစ်တိုကျွန်းကျေးရွာနေအသက်53နှစ်အရွယ်ဒေါ်တီရာမိုးဆိုသူဖြစ်ကြောင်းဇွန်လ3ရက်နေ့ခရနိုင်ခွဲအချိန်ကဈေးဝယ်ရန်၎င်းနေမှာကျေးရွာတင်းရှိဈေးဆိုင်သို့ရွာလေလမ်းမကြီးတိုင်းလမ်းလျှောက်သွားနေစဉ်တနက်သမား2ဦးစိုင်ကင်နဲ့ရောက်လာပြီးပြစ်ခတ်သွားခြင်းဖြစ်ကြောင်းဒေသခံတဦးကပြောကြားပါသည်တနက်သမား2ဦးကအနိုင်ပွန်ကျေးရွာဘက်ကနေစိုင်ကင်နဲ့ရောက်လာပြီးတော့ဒေါ်တီရာမိုးကိုတရက်နဲ့ပြစ်သွားတာလို့သိရပါသည် ပြီးတော့စုံတုတ်ကြီးရွာဘက်ကိုဆိုင်ကယ်မောင်းပြေးသွားတယ်လို့၎င်းကဆက်လက်ပြောကြပါတယ်။တရက်နေ့ပြစ်ခတ်ခံရတဲ့ဒေါ်တီရာမိုးရဲ့ညာဘက်မျက်ခုံးမှာကြည်ဖောက်ဝင်ဒဏ်ရာတစ်ချက်ညာဘက်နှုတ်အုံမှာကြည်ဖောက်ဝင်ဒဏ်ရာတစ်ချက်ညာဘက်ဝမ်းပိုက်မှာကြည်ဖောက်ဝင်ဒဏ်ရာတစ်ချက်ညာဘက်ခါးဆောင်မှာကြည်ဖောက်ဝင်ဒဏ်ရာတစ်ချက် ဘက်ဘက်ခါမှာဒီဖောက်ဝင်တရားတစ်ချက်ရရှိခဲ့ပြီးအခင်းဖြစ်ပွားရာနေရာမှာပဲတည်ဆုံခဲ့ကြောင်း၎င်းဒေသခံကဆိုပါတယ်ဒေါ်တီရာမိုးဟာကျေးရွာတွင်ပရဟိတလုပ်ငန်းများလုံဆောင်နေသူတဦးဖြစ်ကြောင်းနဲ့၎င်းအားမိသည့်လက်နက်ကင်အဖွဲ့အစည်းကမိသည့်အကြောင်းကြောင့်တနက်နေ့ပြည့်တက်သွားတာကိုမသိရကြောင်းဒေသခံများရဲ့ပြောကြားချက်အရသိရပါတယ် တရက်နဲ့ပြစ်သက်ခံရတဲ့ဒေါ်တီရာမိုးခေါ်ကလမရဲ့ရုံလောင်းအားဒေသခံလူမှုကွန်ရက်ဆေးဖွဲ့မှဘီလင်းမျိုးရှိစေယုံတို့ပို့ဆောင်ပေးခဲ့ကြောင်းသိရပါတယ်။ပြီးခဲ့တဲ့မေလ၁၄ရက်နေ့ကလည်းဘီလင်းမျိုးနယ်ဇုတ်ကလိကျေးရွာနီးဘီလင်းမျိုးနယ်ပြည်ခန့်ဖြိုးပါတီမျိုးနယ်ကော်မတီဝင်ဦးဆောင်ဝင်းဆိုသူမှလည်း၎င်းဇုတ်ကလိကျေးရွာတင်းရှိလက်ဖက်ရည်ဆိုင်မှာရှိနေစဉ်အမိမတိတရက်သမား၂ဦးဆိုင်ငယ်နဲ့ရောက်လာပြီးတရက်နဲ့ပြစ်ခတ်သွားတဲ့အတွက်ကြောင့်တေဆုံးခဲ့သေးကြောင်းဒေသခံများထံမှသိရပါတယ်။ ယခုနှစ်မူပြည်နယ်အတွင်းလုံခြံပစ်ခတ်တပ်ဖြတ်မှုများကြောင့်အမျိုးသား22ဦးနှင့်အမျိုးသမီး2ဦးသေဆုံးခဲ့ပြီးအမျိုးသား3ဦးနှင့်အမျိုးသမီး2ဦးကြီးထိမှန်ဒဏ်ရာရရှိခဲ့ကြောင်းဒေသတွင်းသတင်းများရဲ့ဖော်ပြချက်များအရသိရပါသည်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ပခောက်ကိုကျွတ်နီဈေးကွက်ကုန်ဝင်ရမှုများပြားပြီးတပိတ်သားကျက်1300အောက်သာပေါက်ဈေးရှိတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပခောက်ကိုကျွတ်နီဈေးကွက်အတွင်းလက်ရှိဇွန်လဆန်းမှာကုန်ဝင်ရမှုများပြားလာပြီးတပိတ်သားကျက်1300အောက်သာပေါက်ဈေးရှိကြောင်းသိရပါတယ်။ပခောက်ကိုကျွတ်နီဈေးကွက်မှာပြည်ရင်းသုံးဝယ်ယူမှုများပြားပြီးနိုင်ငံခြားတင်ပို့ရန်ဝယ်ယူမှုနေပါတဲ့အတွက်ဈေးနှုန်းမြင့်တက်ခြင်းရှိကြောင်းသိရပါတယ်။ ခေါကူကျက်တုံဈေးကွက်တွင်ပိတ်သားချိန်9000ခန့်ဝင်ရောက်တဲ့ဇွန်လ4ရက်နေ့မှာဂျွန်သေးတပိတ်သား400မှ600ဝါကျက်ဂျွန်လက်တပိတ်သား900မှ900ကျက်နဲ့ဂျွန်ကြီးတပိတ်သား1000မှ1250ကျက်ပေါင်းစည်းရှိကြောင်းသိရပါသည်။ခုရပိုင်းကုန်ဝင်ပြန်များလာပြီးကျက်တုံထိပ်စဝင်လာနေတဲ့ဒီနေ့ဆို1250တန်းက8ဆယ်ကနန်းပဲပါပြီ။အရောင်းဝယ်ကတော့ဖြစ်ပါပြီ။ဒီနေ့အနေနဲ့က တိတ်ဆေးကောင်းတဲ့နေသားမဟုတ်ဘူးနောက်ပိုင်းတွေစောင့်ကြည့်အောင်မယ်လို့ပခုတ်ကူမျိုးမှစက်တုံရောင်းဝယ်ရေးလုပ်ငန်းသူတို့ကပြောပါတယ်ပြီးခဲ့တဲ့2023 2024ခုနှစ်များတွေစက်တုံရောင်းဝယ်ရာသီအစပိုင်းတွေဈေးနှုန်းကျဆင်းခဲ့ပြီးဩဂုတ်လရောက်မှနိုင်ငံသားဝယ်လက်များများပြားပြီးဈေးနှုန်းမြင့်တက်လာကြောင်းသိရပါတယ်လက်ရှိဈေးနှုန်းများအရတောင်သူများမှာကြက်တုံထိတ်ဆများအတွက်အကျိုးမြတ်ရရှိနိုင်ပြီးကြံကြက်တုံများမှာစိုက်စိတ်ဆုံးရှုံးနိုင်ကြောင်းသိရပါတယ်။ ဆက်လက်ပြီးရုရှားနဲ့ခရိုင်းမီးယားကိုဆက်သွယ်ထားတဲ့တံတားကိုယူကရိန်းကဘုံခွဲတိုက်ခိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရုရှားနဲ့ခရိုင်းမီးယားကိုဆက်သွယ်ထားတဲ့တံတားတစ်စင်းကိုဘုံခွဲတိုက်ခိုက်ခဲ့ကြောင်းယူကရိန်းကဇော်လ3ရက်နေ့မှာပြောကြားခဲ့ပါတယ်။ အထူးစနစ်ရေးတစ်ခုပြုလုပ်ပြီးရုရှားရဲ့အရေးကြီးတဲ့ထောက်ပံ့လမ်းကြောင်းတစ်ခုဖြစ်တဲ့ Kharch တံတားကိုဘုံခွဲတက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းယူကရိန်းကပြောကြားခဲ့ပါတယ်။အဲဒီတက်ခိုက်မှုကြောင့်တံတားပေါ်မှာတည်ယူပို့ဆောင်ရေးများရာရည်ဆိုင်သွားခဲ့ပြီးမကြာမီချိန်တွင်တံတားကိုပြန်လည်ဖွင့်လှစ်ခဲ့ကြောင်းရုရှားအာဏာပိုင်များကပြောကြားခဲ့ပါတယ်။အဲ့ဒီတရားကိုရေအောက်ဖောက်ခွဲရေးပစ္စည်းများနဲ့တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးရာဘော်ရှိ ကားလန်းနဲ့ယထာလန်းတို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ယူကရိန်းရဲ့ SPU ထောက်လှမ်းရေးဖွဲ့ကပြောကြားခဲ့ပါတယ် နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အဂတိလိုက်စားမှုစန့်ကျင်ရေးဆန္ဒပြပွဲများပြီးမှမွန်ဂိုလီးယားဝန်ကြီးချုပ်နှုတ်ထွက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မွန်ဂိုလီးယားမြို့တော်မှာအဂတိလိုက်စားမှုဆန္ဒပြပွဲများသတင်းပတ်ချီဖြစ်ပွားခဲ့ပြီးတဲ့နောက်ဝန်ကြီးချုပ်လက်ဆာနန်စထရိန်အိုယွန်အာဒင်းကဇွန်လ3ရက်နေ့မှာနှုတ်ထွက်သွားခဲ့ပါတယ်။အရှမြောက်ပိုင်းက ကွန်တွင်းပိတ်မွန်ဂိုလီးယားနိုင်ငံဟာခိုင်မာစွာမြင့်တည်နေတဲ့အကတိလိုက်စားမှုများဖြစ်ပွားနေရမှာဆယ်စုနှစ်များစွာကြာပြီဖြစ်ပါတယ်။ချမ်းသာတဲ့အထက်တန်းလွန်များကအနစ်ချီကြာမြင့်နေပြီဖြစ်တဲ့ကြောင်မီသွေးတူးဖော်မှုတို့မှရရှိတဲ့အမျက်စုံများကိုပြည်သူလူထုထံမှရယူနေတယ်လို့အများစုကဝေဖန်လျက်ရှိပါတယ်။ဝကြီးကျုံရဲ့မိသားစုကဖော်ဖော်တီတီသုံးဆွဲနေတဲ့နေထိုင်မှုပုံစံကိုအများပြည်သူတရားဝင်မှုများကမြို့တော်ဦးလန်ဘာတာမှာအဆက်မပြတ်ဆန္ဒပြပွဲများကိုဖြစ်ပေါ်စေခဲ့တာကြောင့်စိတ်ပြက်လက်ပြက်ဖြစ်မှုများဟာလွန်ခဲ့တဲ့လကတည်းကပေါ်ပေါက်ခဲ့ ဲ့ပါတယ်။အယုံကြည်ရှိအစိုးကိုလွှတ်တော်အမတ်များမေခွဲရမှာ ရှုံးနေသွားခဲ့ပြီးရဲ့နောက်အိုယွန်အာဒင်းဟာဇွန်လ3ရက်နေ့မှာနှုတ်ထွက်ကြောင်းကြေညာခဲ့တယ်လို့ပါလီမန်မှာထုတ်ပြန်ချက်အရသိရပါတယ်။ကယောဂါရီစစ်ပွဲတွေတွင်းကုံစီးချက်ခွန်တွေပါဝင်အခက်ခဲတွေကြုံနေရချိန်မှာကျွန်တော်ရဲ့တိုင်းပြည်နဲ့ကျွန်တော်ရဲ့ပြည်သူတွေအတွက်ထမ်းဆောင်ရတာကိုကျွန်တော်ခွင့်ယူပါတယ်လို့လျှို့ဝှက်မဲခွဲမှုရလက်ကိုလွှတ်တော်ကထုတ်ပြန်ခဲ့ပြီးရဲ့နောက်၎င်းကပြောကြားခဲ့ပါတယ်။ နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ဆီယိုနာဒိုအနေနဲ့ကစားသမားဘွားကအနားယူဖို့အစီအစဉ်မရှိသေးဘူးလို့မာတီနက်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပေါ်တူဂီလက်ရွေးစစ်အသင်းနှီးပြရောဘတ်တိုမာတီနက်စ်ကအသင်းကောင်းဆောင်ဆီယိုနာဒိုအနေနဲ့အသက်40ကျော်နေပြီဖြစ်ပေမယ့်ကစားသမားဘွားကနေအနားယူဖို့အစီအစဉ်မရှိသေးဘူးလို့ပြောကြားခဲ့ပါတယ်။ ဘလွန်ဒီယိုဆု9ချိန်ပိုင်ရှင်စီယိုနတိုဟာပိုတူဂီလက်ရွေးစင်အသင်းအတွက်219ဝဲထိကစားထားပြီး136ကိုအထိသွင်းယူထားကာဘလုံးသမိုင်းမှာလက်ရွေးစင်အသင်းအတွက်ပွဲအများဆုံးနဲ့ဂိုးအများဆုံးသွင်းထားသူဖြစ်စံချိန်ရေးထိုးထားတာပါစီယိုနတိုဟာအသက်40ကျော်လာပြီဖြစ်ပေမဲ့ပိုတူဂီလက်ရွေးစင်အသင်းမှာအရေးကြီးဆုံးကစားသမားဖြစ်ရှိနေဆဲဖြစ်ပြီးဒီနေ့ည UEFA Nation League ပြိုင်ပွဲကစားမယ့်အသင်းလူစင်းမှာလည်းပါဝင်နေတာဖြစ်ပါတယ် ပိုတူဂီနီးပြမာတီနက်စ်ကတော့ဆီယိုဒိုဟာအသင်းအတွက်အရေးပါနေဆဲဖြစ်ပြီးကစားသမားဘွားကနေအနားယူဖို့အစီအစဉ်မရှိသေးဘူးလို့ပြောကြားခဲ့တာဖြစ်ပါတယ်မာတီနက်စ်ကဆီယိုနာဒိုကကွင်းအတွင်းမှာအသင်းကိုကူညီသလိုကွင်းပြင်မှာမှလည်းအသင်းကစားသမားတွေအတွက်စံပြပုဂ္ဂိုလ်ဖြစ်ရည်တည်နေသူပါဂျောနီဖက်စတိုမူရာဒိုလိုလူငယ်ကစားသမားတွေအနေနဲ့ဆီယိုနာဒိုနဲ့တွေ့ဆုံပြီးစကားပြောခွင့်ရတာအရှမ်းကောင်းပါတယ် ဆီယိုနီဒိုကစားသမားဘွားကနေအနားယူဖို့အကြောင်းကိုပြောနေကြတာတွေကတော့မိုးလေဝသခံမှန်းမှုနဲ့တူတယ်လို့ထင်ပါတယ်။လူတိုင်းမှာအမြင်ကိုယ်စီရှိကြပါတယ်။ဒါပေမဲ့ဘသူမှအတိအကျမပြောနိုင်ပါဘူး။ဆီယိုနီဒိုကိုယ်တိုင်တော်ကစားသမားဘွားကနေအနားယူဖို့အစီအစဉ်နဲ့ပတ်သက်လို့အတိအကျမပြောနိုင်သေးပါဘူးလို့ပြောဆိုခဲ့တာပါ။ဆီယိုနီဒိုဟာကစားသမားဘွားကနေအနားယူဖို့အစီအစဉ်မရှိသေးဘဲ2026ကမ္ဘာဖလားပြိုင်ပွဲမှာပါပိုတူဂီလက်ရွေးစင်တင်အတွက်ပါဝင်ကစားဖို့ဆန္ဒရှိနေရလို့သုံးသပ်မှုတွေရှိနေပါတယ်။ 11ရုပ်သရေမနက်ခင်းသတင်းများကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောမနက်ခင်းဖြစ်ကြပါစေရှင်